မင်္ဂလာပါရှင်ဆီယမမိုးမိုးအေးလျာရဲ့ဝတ္ထုတိုများစုစည်းမှုလေးတဲကအမွေဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြခြင်းပါတယ်ရှင်မုံစီရလန်တင်သည်တခုသောညနေ၌သူယုံရှိအထက်ရာရှိတို့ကပြီးသောပါတီတစ်ခုတွင်အမျိုးသမီးတစ်ယောက်ကို တွေ့ဆုံမိကမြစ်တာတက်ဝင်းချစ်ခင်ဆွဲလန်းမိခဲ့လေသည် သူမသည်နှင့်အနေငယ်ကကွယ်လွန်ခဲ့သောမြို့နယ်အောက်ဌာနမှတူဤသမီးငယ်ပင်ဖြစ်သည်ဖခင်ကွယ်လွန်ပြီးနောက်သူမသည် မိခင်နှင့်အတူပဲရစ်မြို့တော်သို့ပြောင်းရွှေ့လာခဲ့သည်သူတို့သားမိမှာစင်ရဲတော်လဲရုပ်ရည်တင်တယ်ခပါပြီးနူးညံ့သိမ့်ဝဲသူများချစ်ကြလေသည် အမျိုးသမီးကလေးဤရုပ်ရည်မှာယောက်ျားပြူတို့အားသူတို့ဤဘဝကိုပင်ယုံယုံကြည်ကြည်အနှင်းကျင်လာအောင်ဆွဲဆောင်နိုင်သောပါရမီနှင့်ပြည့်စုံလေသည် သူမ၏လာသည် တူဘက်ကြီး၍သူမ၏နှခမ်းများမှာအစင်ပွင့်လန်းနေသောလှိုးဝှက်နည်းနည်းသည့်အပြုံးသည်ပင် သူမ၏နှလုံးသားမှရောင်ပြန်ဟက်လာသည်အလားထဲမဲ့ရပေတော့သည်လူတိုင်းလူတိုင်းကပင် သူမ၏အလှပွဲကိုချီကျူးမိကြပြီသူမကိုမြင်ဘူးသူတိုင်းကဒီအမျိုးသမီးကိုရတဲ့ယောက်ျားကတော့တိတ်ပျော်မှာပဲပြုသူထက်သားတဲ့မိန်းမတော့မတွေ့နိုင်တော့ပါဘူးဟုပျော်စမတ်ပြုကြရပေသည် ဝန်စီရလန်တင်းသည်အချက်တန်းစီးတူဖြစ်ပြီးတနှစ်လင်ဝင်ငွေ3500မြရရှိသူဖြစ်သည်သူကသူမအားရှိရေးဆိုကတစ်ချက်ခဲလေးသည် သူသည်မယုံနယ်လောက်အောင်ပင်ဝမ်းမြောက်ပျော်ရွှင်ခဲ့ရပါ၏သူမသည်အိမ်မှုကိစ္စများကိုကျွမ်းကျင်နိုင်နေ၍တာယာချမ်းမြေ့သောအိမ်နောက်ရေးကိုအန်တီပေးခဲ့သည်သူမသည်ခင်မွန်းတဲ့အပေါ်ညာစွာဂယူစား၍အလိုလိုက်အကြိုက်ပေးကနေခဲ့သည်ဖြစ် 6နှစ်ကြာကာလပတ်လုံးသူမအပေါ်စားရတဲ့ဘူးကျိုး၍သာချစ်ခင်လာခဲ့ရလေသည်သူမတွင် အပြစ်ဆိုစရာဟု၍သူမ၏ဝါဒနာနှစ်ခုသာရှိလေသည်ပွဲလန်းတပေများကိုခုံမင်းခြင်းနှင့် ရွှေငွေကြောက်တံပရများလက်ဝဲရစာတုများကိုတတ်မှတ်ခြင်းပင်ဖြစ်လေသည် သူမသည် အရာရှိပေါက်ဆလေးများ၏ဇနီးများနှင့်တည်ကျွမ်းခင်မင်းနေရာသူတို့ထံမှနမည်ကြီးပြဆက်လက်မှတ်များကိုမကြမကြရရှိလေသည်ထိုအခါမျိုးတွင်လည်းပထမဆုံးညတွင်ဦးဖျားရရှိတတ်သည်သာဖြစ်၏သူမသည်ဤပြောပွဲရှင်ပွဲများသို့သူမ၏ခင်မုန်းတဲ့ကိုစိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေအတင်းဆွဲခေါ်သွားလေရှိသည် ိုးအပ်ခါရုံးတွင်တစ်နေ့ကြာလုံးအလုလုခေရသူဖို့ညာစွာပင်မနှဲ့နေခြင်းဖြစ်ရလေသည်တို့ကြောင့်မင်းသူက သူမအားအခြားရင်းနေသူမိမဖော်များနဲ့သွားပြီးပြန်မို့ခိုင်းမဟုတောင်းပန်ရလေသည်တို့တော့ဤအပြုမှုမျိုးသည်ခင်မုန်းတဲ့ကို မလေးစားရရောက်သည်ဟုယူဆမိသူသူမကအမခံခဲ့ပြီးသို့တော့နောက်ဆုံးတွင်ခေမွန်းတဲ့အလူကြသဘောတူခဲ့ရလေတော့သည် ဤသို့ပွဲလန်းသပင်များကို ခုံမင်းသူသူမအတွက်သူမကိုကိုမုံမန်ချဲလဲလို့သည့်စိတ်ကလေးကလည်းပုံမကြီးမလာရတော့သည်မှန်ပါ၏သူမဤအဝတ်အစားများမှာအလွန်ရိုးပြီးပွဲမဝင်တော့ပါပြီဤရိုးလွန်းသောအဝတ်အစားများကပင်သူမဤတိမ်မွေသောအလားဆွဲဆောင်နေသောအပြုံးတို့ကိုပို၍ပေါ်လွင်နေစေပါ၏သောတော်သူမသည်စိန်ကဲ့သို့ကြောက်ပြောင်နေသောကြောက်တုများဖြင့်စီချဲထားသည်ငကတ်ကို၎င်း လဲတူများဖြင့်ပြုလုပ်ထားသောဆွေကြိုးကို၎င်းရွှေလက်ကောက်တူများကြောင်စနစ်တူအောင်တွေးထားသောရောင်စုံစတိုးများကိုလည်းဝစ်စားစီရင်၍ဝါတက်လေသည်ဤအပြုမှုများကိုမြင်ရသူခင်မွန်းတဲ့ကမကြခဏပြောတတ်သည်မိမတယောက်ဟာယဒနာအစ်စ်တွေကိုမဝနိုင်ဘူးဆိုရင်သူ့ပင်ကိုလှောက်ပို့ပြီးတော့တောင်းပေါ်လွင်စေသေးတယ်။ဒါမှတကယ်ပို့တယ်ဆိုယဒနာပေါ့ သို့သောသူမကပြုံပြုံလေးပြန်ပြောတတ်သည်ဒါတော့မတတ်နိုင်ဘူးရှင်ရဲ့ကျမကိုကယဒနာတုတွေကိုနှစ်သက်နေတာပဲရှင်ပြောတာလည်းမှန်ပါတယ်ဒါပေမဲ့လူဆိုတာဗီဇကိုပြင်နိုင်ခဲ့တာကလားကျမလေယဒနာစစ်ကိုသာပိုင်ချင်တာပေါ့ရှင်ထို့နောက်သူမသည် ပလဲပရီလေးကို လက်ချောင်းများချားတွင်ဝေယံကအယောင်တစ်ဖြက်ဖြက်လက်နေသောကြောင်မြတ်များကိုပြပြီး ကြည်စမ်းပါအောင်လှုပ်ထားတာဘလောက်လှတယ်လေလူတိုင်းကအစစ်လို့ချင်မှာပဲဟုဆိုတတ်လေသည်တခါတည်းရသူတို့နှအိုသည်မိဖို့ဘေးတွင်အတူထိုင်နေကြစဉ်သူမသည် သူမ၏အဖိုးမတန်သည့်ဒနာသူများထဲ့ထားသောတည်ရတ္တလေးကိုစပွဲပေါ်တင်ထားတက်လေသည်ထို့နောက်သူမ၏ဖြစ်ဒနာသူများကိုစိတ်ပါလက်ပါကြည့်ရှုစစ်ဆေးနေကြပြန်သည် ထိုအခါမျိုးတွင် သူမကိုကြည့်ရသည်မှာလှုပ်ဝက်သူသိသောជីနူးနှစ်သိမ့်မှုမျိုးဖြင့်ရွှေမျိုးနေသည့်အလားထင်ရလေတော့သည် ထို့နောက်သူမသည်ဆွေကြိုတကုံးကိုယူကားသူမ၏ခင်မောလဲတွင်မယမကဆွဲပေးပြီးတိမ့်တိမ့်ခါအောင် ရှင်မောနေတက်ပြန်သည်မကိုကြည့်ရတာသိရှိစရာကောင်းတာပဲထို့နောက်သူလက်မောင်းချသူတို့ဝင်ပြီး အာပါတယနန်းတက်လေသည် ဆောင်းညတညတွင်မူသူမသည်ကာဝဲတစ်ခုသို့သွားရမှအပြင်အေးမိ၍ခိုက်ခိုက်တုံလာခဲ့သည် နောက်နေမနက်တွင်ချောင်းဆိုးလာကတပတ်ခန့်အကြာတွင်မူအဆုတ်ရောင်ယောဂဖြင့်သေဆုံးသွားရှာလေတော့၏လန်တီခမရမှာသူမနှင့်အတူလာ၍ပင်တေတော့မတန့်ဦးစေးတော့ကရောက်ခဲရရှာသည် သူဤပရိဒေဝတော့ကမိမှာအလွန်ကြီးမားရာကတလအတွင်မှာပင်စပင်းများဖြူကုန်သည့်အထိဖြေရရှာသည် သူသည် နေရောညပါငိုကြွေးလျက်သူနှလုံးသားသည် မခံမရနိုင်လအောင် ကွယ်အံ့နာခြင်းကရသည် သူချစ်စနီးလေးဤအပြုံးလေးများအတန်လေးများ ချစ်စရာပြုမှုကလေးများကို အချိန်တိုင်းပင်တည်ရာနေတော်သည်အချိန်သည်သူဤပူဆွေးသောကကိုလျော့ပါခြင်းက မကုစားနိုင်ခဲ့ပါပြီမကြာခဏဆိုသလိုယုံကြည်တွင်၌ပင် သူဤလုတ်ဖော်ကိုင်းဘက်များက ထွေရလေးပါစကားစမြည်ပြောရင်လာကြသည်တိုင်းသူမျက်လုံးများတွင်မျက်ရည်များပြည့်ရှင်လာပြီးရှိုက်ကြီးတငင်းဟူချတက်ပြီးသေးသည် သူသည်ဇနီးဖြစ်သူ၏အခန်းကိုရခင်အတိုင်းပင် ထားလျက်နေ့စဉ်ထိုခန်းသို့ဝင်းကတကားပိတ်၍နေပြီးသူမအကြောင်းကိုသာ တွေးတောနေတတ်လေသည် သူမ၏အဝတ်စားများနှင့် သုံးဆောင်များကိုလည်းသူမတည်ဆုံးခဲ့သည့်နေကတိုင်းနေရာမပြတ်ရှိနေစေသည်သို့သောမကြမီပြီသူတွင်အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရလေသည်ယခင်ကဇနီးတဲ့လက်တွင်သာအနှံသုံးဆွဲနေခဲ့သောသူဤဝင်ငွေသည်ယခုအခါသူ့အတွက်လောင်းငှချင်းမရှိတော့ပြီ သူဇနီးသည်ဈေးကြီးသော စားစားများ ကောင်းစားဝိုင်းရက်များကို သူအတွက်ဘယ်ပုံစံစီမံကျွေးမွေးခဲ့ပါလိမ့်ဟုစဉ်းစားကအန်အော်မီရတော်သည် အကြောင်းမူထိုရာများကို သူဤသာမန်ဝင်ငွေဖြင့်ဝယ်ယူသုံးစွဲရန်မတက်နိုင်တော့သည်ကို တွေ့ရသောကြောင့်ဖြစ်လေသည်သူတွင်အကျွေးများပင်တင်လာပြီးနောက်ဆုံးတွင်လာကုန်ရက်၌သူတွင်အဆန့်တပြားများမကြံတော့သည်ဖြစ်ကိုပြီးကြုံရလေတော့သည် သူသည်တစုံတရာရောင်းချသုံးစွဲရန် ဆုံးဖြတ်လိုက်သည်ထိုအခါသူစနီးသေး၏အဖိုးမတန်သောဒေသနာအတူများကိုရောင်းပြစ်ရန် အကြံရလေတော့၏သူသည်ရခိုင်ကလေးကမနစ်သက်ခဲ့သောဤယတနာအတူများကိုနှိမ့်စင်မြင်နေရခြင်းသည် သူချစ်စနီးကို တရိယသောစိတ်ကိုပင် အနှောက်ယှက်ဖြစ်စေသည် သူစနီထားခဲ့သောအဖိုးမတန်သည့်လက်ဝက်လက်စားအစုပုံကြီးထဲမှရောင်းလိုသည့်ပစ္စည်းကို အချိန်တန်ကြာအောင်ပင်ဝင်နောက်ရှာဖွေခဲ့ရသည်သူမသည်ဤများလှစွာသောပစ္စည်းများကို နောက်ဆုံးနေ့များတိခေါင်းမစွာဝယ်ယူနေခဲ့သည်ညနေတိုင်းလိုလိုပင်ပစ္စည်းတစ်ခုခုကိုဝယ်ပြီးမှအိမ်သို့ပြန်လာတက်ခဲလေသည် နောက်ဆုံးတွင်သူမအကြိုက်ဆုံးဟုထင်ရသောဗရက်ကြီးတကုံးကိုရောင်းရန် ဆုံဖြတ်လိုက်သည်ကြောက်တုများဖြင့်လှပစွာပြုလုပ်ထားသောဤဗရက်သည်ဖရန့်ဂျင်းက6ပြားသို့မဟုတ်9ပြားခန့်သောတန်လေးမြီဟုခံမှန်းရလေသည်သူသည်ဗရက်ကြီးကို အိတ်တွင်သို့ထဲကရုံသို့ထွက်လာရင်းလမ်းဘေးတစ်ဖက်တစ်ချက်စီမှယုံကြည်စိတ်ချရပြီဟုထင်ရသောသဒနာဆိုင်များကို ကြည့်ရှုလာခဲ့သည် နောက်ဆုံးဆိုင်ဆိုင်တွင်သို့ဝင်ခဲ့ဤမြတံပိုးသေးနှုတ်သောပစ္စည်းလေးကိုရောင်းချရန်နှင့်သူဤဘိုင်းကြပုံကိုဤနည်းဖြင့်လူတိခရမီကိုအနှဲငယ်ရှက်နေမိလေသည်ဒီပစ္စည်းလေးဘလောက်တန်တယ်ဆိုတာသိချင်လိုပါခမညာသူကယဒနာဆန်ရှင်ကိုပြောလိုက်သည်ဆန်ရှင်လူကြီးကဗရက်ကိုယူပြီးစစ်ဆေးကြည့်ရှု၏ဟိုဘက်ဒီဘက်လက်ကြည့်သည်ချိန်ကြည့်သည်မှန်ဘလူးဖြင့်စစ်ဆေးသည် ူတပည့်ကိုခေါ်ကာအတန်နှိမ့်၍တစုံတရာပြော၏ထို့နောက်ဗရက်ကိုကောင်းနာပေါ်တင်လိုက်ကခက်လန်းလန်းမှကြည့်ရှုခံမှန်းပြန်သည်မွန်စီယာလန်ကျဲမှာဤပြုံမှုများကိုစိတ်မရှိအောင်ဖြစ်လာပြီးအစက်မှဖွင့်ပြောမိတော်သည်။အိုးဒါဘလောက်မှမတန်ဘူးဆိုတာကျွန်တော်ကောင်းကောင်းသိပါရယ်ခမညာ။သို့တော့ယတနာဆန်ရှင်ကဆို၏ ဒီဘရက်ဟာ12000နဲ့15000ကြားလောက်တန်နေဒါပေမဲ့ဒါကိုဘေးရရခဲ့တယ်ဆိုတာမပြောဘဲနဲ့တော့ကျွန်တော်မဝင်နိုင်ပါဘူးမုတ်ဆိုးဘူးကြီးသည်ဆန်ရှင်ပြောသည်ကိုဘလို့မျှနားမလည်နိုင်ပဲမျက်လုံးပြူကပါဆက်အဟောင်းသားဖြစ်မင်တန်မိနေတော်သည်နောက်ဆုံးသူကချစ်ချင်းငေါငေါကြီးခမည်းဘာပြောတာလဲတေချာရဲ့လားဗျာဟုမေးမိလေသည် ်ထိုအခါဆန်ရှင်ကလည်းသူအံ့ဩနေသည်ကိုပင်နားမလဲစွာဖြင့်တူတူတောင်းတောင်းပြန်ပြောလေသည်ခမအချားဆိုင်ဆိုင်သွားပြီးဒီထက်ပိုပေးမလားလို့မေးကြည့်ရောကျုပ်စိတ်ထင်တော့ဒါပေါင်း9000အများဆုံးတန်နေဒီထက်ပိုပေးမဲ့သူမရှိဘူးဆိုရင်တော့ပြန်လာခဲ့ပေါ့မုံစီကလန်တင်းသည်အလွန်အံ့အားသင့်စွာဖြင့်စကားတခုံးမြောင်ပြောနိုင်တော့ပင်ရက်ကိုယူကပြန်ထွက်ခဲလေသည် တယောက်ထင်းစဉ်းစားအုံးမိဟုလဲမြေရသောစိတ်ဖြင့်ဆုံးဖြတ်မိသည် သို့တော့သူသည်စဉ်းစားပြီးရည်ချွရည်သာလာသည်အယူပဲအယူပဲစိတ်အစစ်နဲ့တူကိုတော့မခွဲနိုင်တဲ့ပရင်စရာရှိသေးတယ်ထို့နောက်သူသည်ဒီလာပေးလန်းရှိ အချားယတနာဆိုင်ဆိုင်တို့သွားခဲ့ပြန်သည်ယတနာဆိုင်ရှင်သည်ရက်ကိုမြင်လင်းမြင်ချင်းအံ့အားတင်စွာဖြင့် ဘယ်နဲ့ဒီပြက်ကိုကျွန်တော်ကောင်းကောင်းသိတာပေါ့ဒီဆန်ကဝေသွားခဲ့တာပဲဟုဆိုလေသည်မွန်စီယာလန်တင်မှလည်းအံ့အားတင်စွာဖြင့်ဒါဘလောက်တန်တယ်ဗျာဟုမေးမိလေသည်ဒါကို ကျွန်တော်2000ကောင်းတောင်နဲ့ရောင်းခဲ့တာပဲခမည်းပိုင်ပစ္စည်းဖြစ်စေဆိုတဲ့အကြောင်းတရားဝင်သဘောတူချက်နဲ့ပြန်ဝင်ရမယ်ဆိုရင်တော့18000ပေးမယ်ဗျာဒီတစ်ချိန်တွင်တော့မွန်စီယာလန်တင်မှဘာမှမပြောနိုင်တော့ဘီသူသည်ထိုင်ချလိုက်ကပြောလိုက်၏ ဒါပေမဲ့ဒါပေမဲ့တိတိကျကျစစ်ဆေးပါအောင်ဗျာကျွန်တော်တော့ခုထိဓာတ်အတူးလို့ထင်နေတော့မယ်တစိမ့်ခမည်းနာမည်ပြောပါလားဗျာဆန်ရှင်ကဆိုသည် ကျွန်တော်နာမည်ကလန်းကျင်ပါကျွန်တော်ဝန်ထမ်းတယောက်ပါမာတာလန်းအမတ်16မှာနေပါတယ်ဗျာဆန်ရှင်သည် သူ့ဆောင်းများကိုဖွင့်၍ပြေစာများကိုပြန်ရှာပြီးဟုတ်ကဲ့ဒီဘရက်ကို1896ခုဇူလိုင်လ20ရက်နေ့ကမာတာလန်းအိမ်နံပါတ်16မဒန်လန်တင်ကိုရောင်းခဲ့တာပါ ယောက်ျား2ဦးသည်တယောက်ကိုတယောက်စိုက်ကြည့်လျက်လမ်းတင်မှမူအံ့ဩလွန်းသဖြင့်စကားပြင်မပြောနိုင်တော့ပြီးဆိုင်ရှင်ကားမူသူ့ကိုတခိုးတယောက်ဖွဲစူးစမ်းကြည့်ရှုနေလေသည်နောက်ဆုံးတွင်ခမည်းပြက်ကို ကျွန်တော်စီမ24နိုင်လောက်ထားခဲ့ပါလားကျွန်တော်လက်ခံပြစာတစ်ခုပေးလိုက်ပါမယ်အိုးထားခဲ့ပါမယ် မူစီယာလန်တင်းသည်အထွတ်ထွတ်ငေါငေါပြောကာဆာရက်ငွေကိုခောက်ပြီးအိတ်ထဲသို့ထည့်လျက်ပြန်ထွက်လာခဲ့လေသည်ထို့နောက်သူသည်စိတ်ကြောက်ကြရဖြင့်လမ်းတွေကို အမှားမှားအွင်ရွင် ရှောင်နေမိလေသည် သူသည်ဤရဖြစ်ကို နားလည်အောင်စူးစား၍ဖြေရှာနေမိသည် သူစနီးသည်ဖိုးထိုက်သောပစ္စည်းတစ်စုံတရာကိုဝယ်ရန်တက်နိုင်ခဲ့သည်မဟုတ် သို့သောအဖြစ်မှာအမှန်တွေသာဖြစ်၏သို့သောဤပစ္စည်းသည်လက်ဆောင်ရသည့်ပစ္စည်းတစ်ခု ဖြစ်နေရင်ကလက်ဆောင်လက်ဆောင်ဘုသူစီကလက်ဆောင်ပါလေဘာအတွက်များ ပေးခဲ့ပါလေဘာအတွက်များဘာအတွက်များသူသည်ခြေလန်းကိုရက်ကလမ်းလေကောင်းတွင်ရက်နေမိပြန်သည် သူစိတ်တွင် ကြီးမားသောတန်ရာကြီးတစ်ခု ဝင်ရောက်ခဲ့ပြီ အခြားယန္တနာတွေကလက်ဆောင်ယန္တနာတွေပဲလားကဘာမြည်ကြီးသည်လဲပက်လာသည်ဟုထင်မိကသူ့ခြေထောက်နှင့်ရှေးမတစ်ပင်ကြီးသည်လဲပြုတ်သွားသည်ဟုထင်မိသည် သူ့လက်များကိုမြည်ကြီးပေါ်သို့ပြချလိုက်ကတတိလက်သွားလီတော်သည်သူကိုလမ်းသွားလမ်းလာများကအိုပေးသည်ဖြင့်စေးတိုက်တစ်ခုသို့ရောက်သွားကတတိပြန်လဲလာလေသည်မြင်းလဲတစီဖြင့်အိမ်သို့ပြန်ခဲ့ပြီးအိမ်ထဲတွင်တကားပိတ်ကနေလိုက်သည် သူသည်ညတကောင်းတိုင်းအောင်တဲထန်စွာငိုကြွေးပြီးအတန်မထွက်အောင်လက်ကင်ဘွားဖြင့်ပါဇက်ကိုပိတ်ဆို့ထားလေသည် ထို့နောက်အိယာဘော်သို့ပြစ်လဲကတစ်တုံးတုံးအလားအိပ်ပျော်သွားရှာတော်သည်နေအောင်ကြည်တန်းလေသည် သူ့ကိုနှိုးသည်ဖြင့်အလုတ်ခွင်သို့သွားရန်ချင်းညင်းစွာထားခဲ့ရလေသည်စိတ်တုံလုံးခြောက်ခြားခဲ့ရသော အဖြစ်များကြောင့်အလုတ်ဆင်းရန်လေးကံနေမိလေသည် ထို့ကြောင့်မင်းသူ့ထက်ရရှိတန်းသူစာရဆောင်ရေးပြီးခွင့်တောင်းလိုက်ရသည် ထို့နောက်သူသည်ရတနာဆိုင်သို့တွားရန်ရှိသည်ကိုတတိယကရှက်နေမိပြန်သည် သူသည် အချိန်တော်ကြာအောင်စဉ်းစားနေခဲ့သေးသည်သို့သောဗရက်ကိုထိုလူထံတွင်ပြစ်မထားနိုင်ပါ၏ထို့ကြောင့်သူသည်အဝတ်အစားလေးကထွက်လာခဲ့သည် ထိုးနေသည်။တာယာသောလစ်တနေဖြစ်ပြီးကောင်းကင်ပြားအောက်တွင်မျိုးတော်သည်လှပတင့်တယ်၍နေသည်။သူတို့သည်ဘောင်းမီအိမ်များတွင်လက်ရှိုလျက်လမ်းပေါ်တွင်ဥရဟုလျှောက်သွားနေကြလေသည်။သူတို့ကိုကြည့်ပြီးလမ်းကျင်းသည် သူကိုယ်သူ ရေရွတ်နေမိသည်။ချမ်းသာတဲ့လူတွေဟာဘလောက်ကံကောင်းသလဲ။ငွေသာရှိရင်ဘလောက်ကြီးမားတဲ့ဝမ်းနဲ့ပူဆွေးစရာမဆိုမိပြောင်နိုင်တယ်။သွားကျင်တဲ့နေရာသွားနိုင်တယ်၊ပျော်နိုင်တယ်။အိုးငါချမ်းသာရင်ကော သူသည်စာလောင်လာလေသည်နှစ်ရက်လုံးလုံးသူဘာမျှမစားခဲ့ပြီသို့သောသူ့အိတ်ထဲတွင်ကဗလာနတ်ထီသားဖြစ်၏ထို့နောက်သူပရက်ကိုအဒီယာပြန်သည် ဖရန်တောင်ရှထားတောင်ရှထားဒါဟာ နေတဲ့ငွေမဟုတ်ဘူးဒီလာပေးလန်းတို့ရောက်တော့အခါသူသည်ဒေသနာဆိုင်ရှိညနေချင်းဆိုင်ရှိပလက်ဖောင်ပေါ်တွင်ခောက်တုတ်ခောက်ပြန်ရှောင်နေမိလေသည် ဖရန့်တောင်းရှစ်တာ အချိန်တန်ကြာသောအခါသူသည်စိုက်နှဲဝင်တော့မည်ပြုသည်တို့တော့ရှက်စိတ်ကသူ့ကိုနောက်ပြန်ဆွဲလျက်ရှိလေသည် သူသည် စာလောင်လာပြန်သည် အလွန်စာလာသည်တို့တော့သူ့တွင် ဝေတပြားများမရှိ သူသည် သူ့စိတ်ကိုလှင်မြန်စွာဆုံဖြတ်လိုက်ကလမ်းကိုပြေး၍ဖြတ်ကူးလိုက်ပြီးဘာမျှစဉ်းစားမနေတော့ပဲစိုက်နှဲသို့ပြေးဝင်ကလေးသည် ဆန်ရှင်သည် သူ့ကိုမြင်မြင်ချင်းရှေသူတို့ကရင်ကျေးစွာပြုံးလျက်ကလထိုင်ကိုထိုးပေးလေသည် သူတပည့်များလည်းဆိုင်ထဲသို့ဝင်လာကြပြီးလန်တင်ကို ခိုးကြည့်ကရင်ကျင်စိတ်ကိုမြူသိမ့်နေကြရလေသည်သူတို့နှခမ်းနှင့်ညလုံးများကပြုံးရောင်တန်းနေကြလေသည်ကျွန်တော်စုံစမ်းပြပါပြီဆိုင်ရှင်ကဆိုသည်ဒီတော့ခမားဘရက်ကိုရောင်းရှင်သေးတယ်ဆိုရင်ကျွန်တော်ပေးထားတဲ့ဈေးတိုင်းပေးဖို့အစ်စ်မှာပဲရောင်းပါပေါ့ဗျာ လန်တင်ကထင်ငော့စွာပြန်ပြောလိုက်သည်ဆိုင်ရှင်သည်အန်ဆွဲထဲမှငွေတောင်း8000ကိုယူပြီးရေးတွက်ကလန်တင်သို့ကမ်းပေးလိုက်သည် လန်တင်သည် တုံရင်သောလက်များဖြင့်ကြည်စာတွင်လက်မှတ်ထိုးပြီးငွေများကိုအိတ်တွင်းသို့ထည့်လိုက်လေသည်ထိုနောက်ဆန်ပြင်းတို့ထွက်လာခဲ့ပြီးသူ့ကိုပြုံး၍ကြည်နေသောဆန်ရှင်ကိုပြန်လှည့်ကြည့်ကပြောလိုက်၏ ကျွန်တော်မှာအချာအင်းအချာတရားဝင်အမွေရထားတဲ့ယန္တနာတွေရှိပါသေးတယ်ခမညာခမညာဝယ်အောင်မလားဆန်ရှင်ကခေါင်းငိမ့်လိုက်သည်ဟုတ်ကဲ့ဝယ်ပါမယ်ဆန်ရှင်ဤတပည့်တယောက်သည်ရည်ကျင်စိတ်ကိုအမျိုးသိမ့်နိုင်တော့ပင်အပြင်သို့ထွက်သွားလေသည် အချာတယောက်ကလည်းသူ့ပဆက်ကိုအတင်းစိတ်ထားရသည် လန်တီးသည်မျက်နှာကြီးနီးမြန်းလာကမလုံမရက်ရန်နီမိသည် ကျွန်တော်ယူလာခဲ့ပါမယ်သူကပြောလိုက်သည် ထိုနောက်မြင်းလဲတစီဖြင့်အိမ်သို့ပြန်၍ယတနာများကိုယူလေသည်တနာ၏ခန့်အကြာ ဆိုင်သို့ပြန်လာသည့်အထိသူဘာများမစားရသေးပေယတနာဆိုင်ရှင်နှင့်သူတပည့်များသည်ယတနာများကိုတစ်ခုပြီးတစ်ခု စစ်ဆေးပြီးတစ်ခုစီတံပိုးများကိုခံမှန်တွက်ချက်ကြသည်ယတနာအားလုံးလိုလိုသည် ထိုဆိုင်မှဝယ်ခဲ့သောပစ္စည်းများဖြစ်၏လင်းနှံသည်တံမိုးဖြတ်မှုနှင့်ပတ်သက်၍ငင်းခုံစကျူလာလေသည် အယောင်ပေါက်ချဆင်းကိုကြည်၍ခိုင်မာညင်းခုံသည်။ငွေများလာသည့်အလျာသူ့အတန်သည်ကျဲရည်ကျဲ၍လာလေသည်။စိတ်နှကကြီးတရန်သည်၂တောင်းတန်၍လက်ကောက်က၃တောင်း၅တောင်းတန်သည်။ရှင်တို့လက်စိုးဆွဲပြစသည်တို့ကတောင်း၆တောင်းညနှင့်နီလာတစုံကတောင်း၄တောင်းကြောက်တလုံးနဲ့မြုပ်၍လှူထသော ရွှေဆဲကျိုးကလေးသာစသည်ဖြင့်အာလုံးပေါင်းလိုက်သောအခါ 36000ကြားလေးသည်ယသနာဆိုင်ရှင်ကရည်သလိုမောသလိုနှင့်မှတ်ချက်ချဤဒီဟာတွေကရသမြငွေကိုယသနာတွေကြီးဖြစ်အောင်လုပ်ခဲ့တဲ့အမျိုးသမီးတယောက်က ပိုင်ခဲ့တာပဲနော်လန်တင်ကခက်တီတီပြန်ပြောလိုက်သည်ဒါဟာငွေကိုစုဆောင်းတဲ့ဤကောင်းမဲ့ဟာ ထို့နောက်သူသည်နောက်တနေ့တွင်တံပိုးများကိုဒုတိယအကြိမ်တိတိကျကျသတ်မှတ်ရန်ဆန့်ရှင်နှင့်စီစဉ်ပြီးရန်ငယ်လေသည်သူသည်စိတ်လက်ပေါ်ပါ ရွှင်လန်းနေလေသည် စားတော့ဆိုင်သို့သွားပြီးဂျပလင်းလင်ဖရက်20ပေးရသောဝိုင်းအရက်ကို အစားအစာများနှင့်အတူမှား၍စားတော့သည် ထို့နောက်မြင်းလဲတစည်းကိုငါကလဲပက်လေသည်လမ်းပေါ်မှာ အခြားသူများကိုအထင်သေးစွာကြည့်လျက်ငါလည်းပဲလူချမ်းသာတစ်ယောက်ပဲ ငါမှာငွေနှစ်သိန်းလောက်ချမ်းသာနေပြီဟုတွေးနေလိုက်သည်ရှုပ်တရေသူ့လှုပ်ဌာနကိုအဒီရလာသည် ချက်ချင်းပင်သူ့ဌာနသို့မောင်းခိုင်းပြီးသူ့ထက်ရာရှိအောင်ကန်သို့ ခတ်သွက်သွက်ပင်ဝင်သွားကကျွန်တော်အလုထွက်ပို့လာပါတယ်ကျွန်တော်ငွေသုံးသိန်းလောက်အမွေရလိုက်ပါတယ်ဟုပြောလေသည်သူသည်လုပ်ဖို့ကင်ဘတ်ဟောင်းများနှင့်လက်ဆွဲနှုတ်ဆက်က သူ့ရှင်ရေးအစီအစဉ်ချို့ကိုပြောပြလေသည် ထို့နောက်ညစာစရင်ထွက်ခွာလာခဲ့သည်သူသည်နမဲကြီးဟိုတယ်အတွင်းဝင်ရည်ရည်မွမွရှိမည်ဟုထင်ရသော လူကြီးလူကောင်တယောက်ဘေးတွင် ထိုင်မိသောအခါသူကိုယ်သူ မအောင်အီးနိုင်တော့ပင်သူသည် မကြသေးမီကငွေလေးသိန်းကို အမွေရလိုက်သည်ဟု ရှက်ရှက်နှင့်ကြွားလိုက်မိပြန်လေသည် လူဘဝတွင်ပထမဆုံးချိန်ကပွဲယုံသူမညီမငွေသွားကာ ထိုညာကိုမိမချိုနေအချိန်ဖြုံးပစ်လိုက်လေသည်။နောက်၆လခန့်ကြာတွင်သူသည်နောက်ထပ်အိမ်နောက်ကျူလေတော်သည်။သူဒုတိယဇနီးမှာအလွန်မေအိန္ဒြေသိခါရှိသောမိမတူကဖြစ်ပြီးသို့သောစိတ်နေစိတ်ထားမှမူယုံညံ့စိုးတွမ်းလာသူ ဖြစ်လေသည်။သူမသည် သူ့ဘဝကိုကြော်ရွှင်ချမ်းမြေ့အောင်မစွမ်းဆောင်နိုင်သည့်အပြင်အလွန်မေစိတ်ဆင်းရဲအောင်ပြုမူသူသာဖြစ်လေတော်သည်။ ဘာသာပြင်စာပရိသာဩဂုတ်1984